လုံးမြွနဲ့ဒဝင်းမြေသွားကားလမ်းပေါ်မှာရှိတဲ့အစင်ထိုးကြီးရွာကအမျိုးသားတအူးဥယျင်ခြံနဲ့သွားချိန်မြေမြုံမိုင်းနှိမ့်ပြီးအပြင်းအထန်ဒဏ်ရာရောက်သွားပါတယ်ဒီကနေ့မနက်၈နာရီကျော်မှာစင်ထိုးကြီးရွာအနောက်ကန်ကအသက်80အရွယ်ဦးမောင်လေးဟာမိုင်းနှိမ့်တဲ့တံရကြောင့်တတိမရတဲ့အတွက်ပလောက်ဆေးရုံကိုပို့ထားတယ်လို့ဒေသခံတွေကပြောပါရတယ်။ စင်ထိုးကြီးရွာနောက်ကိုစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက်ပြီးခဲ့တဲ့နှစ်ဩဂုတ်လတရက်ကနေနိုဝင်ဘာလနောက်ဆုံးပတ်အထိကရင်မျိုးသားလူမျိုးရေးတပ် KNL တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်စင်ထိုးကြီးရွာမှာ KNL ကတက်ဆွဲထားပြီးအဲဒီနောက်ကဘရင်တောင်ရွာမှာတော့စစ်ကောင်စီတပ်တက်ဆွဲထားတာပါ။တိုက်ပွဲဖြစ်ပွားချိန်မှာနေရဲစွန့်ခွာထွက်ပြေးခဲ့ရတဲ့ဒေသခံတွေကို KNL ကပြီးခဲ့တဲ့မတ်လ3ရက်နေ့မှာပြန်လည်နေထိုင်ခွင့်ပြုခဲ့ပါတယ်။ ဒေသခံတချို့ကျေးရွာအတွင်ပြန်လည်နေထိုင်ပြီးတဲ့နောက်ဦးမောင်လေးအပါအဝင်မိမျိုးမိုင်းနီးမိတဲ့သူ၄ဦးအထိရှိလာပါတယ်။ KNL ကဒေသခံတွေကိုကျေးရွာထဲပြန်လည်နေထိုင်ခွင့်ပြုပေမဲ့လည်းမိမျိုးမိုင်းနီးမိတဲ့ဖြစ်စဉ်တွေမကြာခဏရှိနေတဲ့အတွက်ဒေသခံအများစုရွာကိုမပြန်ရဲဘဲစစ်ပေးရှောင်နေကြရဆဲဖြစ်ပါတယ်။ စင်ထိုးကြီးရွာမှာတက်ဆွဲနေထိုင်ခဲ့တဲ့ KNL ကရွာနဲ့ဥယျာဉ်ချန်နေသွားတဲ့နေရာတွေမှာမိမျိုးမိုင်းတွေထောင်ထားခဲ့ပြီးမိုင်းရှိတဲ့နေရာတွေကိုမတွာလာကြဖို့ဒေသခံတွေကနေတဆင့်ပြောဆိုတာတွေရှိခဲ့ပေမဲ့ဘယ်နေရာတွေမှာထောင်ထားတာကိုအတိအကျမသိဘူးလို့ဒေသခံတွေကပြောပါတယ်။ KNL ဘက်ကတော့အဆင်ထိုးကြီးရွာမှာ KNL ကထောင်ထားတဲ့မိုင်းတွေရှိသလိုစစ်ကောင်စီဘက်ကထောင်ထားတဲ့မိုင်းတွေလည်းရှိတယ်လို့ Dowe Wash ကိုပြောဆိုထားပါဗျ။